အားလုံးပဲမလားပါခင်ဗျာ လင်ကောက်ကျော် official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် channel ကနေဒီနေ့မှာတင်ဆက်ပေးဖို့ရည်ထည်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာမောင်မြင်မဘိုကလေးရေးသားထားတဲ့စက်ပေါင်၂ချောင်းဆိုတဲ့မိုးစိုးဝိထုတို့လေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်ကောက်ကျော်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာလဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာခံစားနားဆင်ရအားပေးကြပါဦးခင်ဗျာ ဆရာလေးဆရာလေးဟာစောရစီဩမိုးစိုးကြီးတွေလည်းပါတာဟိုဘာကိစ္စများပါလဲဟိုဟိုလေးဆရာလေးဟိုတနေ့ကကျွန်တော်တို့တော့ပြစ်မထွက်ခင်မှာဟိုဆရာလေးခေါ်လို့ဆရာလေးအိမ်မှာတော့မှခဏဝင်ထိုင်ကြသေးတယ်လေအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာလေးပြောတဲ့စကားတစ်ခုကိုသတိရနေလို့ဟိုဂယုစိုက်တာတော့မှတော့ပြစ်ထွက်ရင်လည်းမကြုံဘူးတာတွေကိုတွေးကြရလို့အဲ့ဒါဆရာလေးစောချင်းနဲ့ကိုဖိုးလုံးကမေးစရာရှိလို့တဲ့။အော်ဒါလား။ကဲထိုင်ကြပါဦး။ကျွန်တော်လည်းပြောပြခြင်းနေပါလေ။ ဆရာလေးကိုရေးချိုကအသက်30ကျော်ရဲ့မူလာတန်းပြဆရာတယောက်ဖြစ်ပါတယ်။စောရီစေးတို့စာသင်ပေးခဲ့မှုတယ်။တရက်မှာစောရီစေးစောကျင်းနဲ့ကိုဖိုးလုံးတို့ကတောပြထွက်ကြရင်နဲ့ကိုရေးချိုရဲ့အိမ်မှာစောရီစေးကဝင်းနှုတ်ဆင်ရင်ကစောကျင်းနဲ့ကိုဖိုးလုံးတို့နဲ့ရင်းနှီးသွားကြနေဖြစ်ပါတယ်။စောကျင်းနဲ့ကိုဖိုးလုံးကမုံစိုးများဖြစ်တာကြောင့်ကိုရေးချိုကပို့ပြီးတော့စိတ်ဝင်စားသွားပါတယ်။ဘာကြောင့်လဲဆိုတော့ကိုရေးချိုရဲ့ဖခင်ဦးကျွတ်နီကဒီနယ်တော်ဝိုင်းမှာနာမည်ကျော်မုံစိုးကြီးတယောက်ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ အခုချိန်မှာတော့ဦးကျွဲ့နေရကွယ်လွန်သွားပြီဖြစ်တယ်။စောကျင်းတို့ကညာဘက်လင်းထိုးပြီးတော့တောင်းဝက်ပြန်သွားကြမယ်လို့သိရတဲ့အခါမှာစောကျင်းတို့ဆောင်ပြမဲ့လင်းဟာတချင်ရကိုရေးချုံရဲ့ဖခင်ဦးကျွဲ့နေထိုးထားခဲ့တဲ့လင်းဖြစ်နေတာကြောင့်ဖခင်မသိမီရစကားအချို့ကိုသတိရပြီးတော့ကိုဖုံးလုံးတို့စောကျင်းတို့ဒီမှာတော့ပြင်တော့သတိတော်ထားတော့အဲ့ဒီနေရာနင်းနေကြမ်းတယ်။အဲ့ဒီလိုပြောခဲ့ခြင်းဖြစ်ပါတယ်။အခုတော့အဲ့ဒီကိစ္စဖြစ်မယ်လို့ကိုရေးချုံကသဘောပေါက်လိုက်မိပါတယ်။စောကျင်းကလည်းဒီလိုဆရာလေးရဲ့ ကျွန်တော်တို့တောပြင်မထွက်မိမှာဆရာလေးအိမ်မှာဝင်တိုင်းစကားပြောကြရင်းနဲ့ဟိုဆရာလေးပြောပြလိုက်တဲ့ဖိုးပြန်တော့မှတောပြင်တော့သတိတော်ထားတော့အဲ့ဒီညာနည်းနည်းကျန်းတယ်ဆိုတော့သတိရလို့ကျွန်တော်တို့ကလည်းသတိထားနေရင်လည်းမကြုံဘူးတာတွေကိုကြုံလဲရတယ်။ကံကောင်းလို့မသေးတန်ကြောင်းလို့ဖေးဆိုတာလို့ဖြစ်နေတယ်ဆရာလေးရဲ့။အဟုတ်လားကဲကဲထိုင်ကြပါဦး။ရေလွေးကျန်းတောင်းရင်းနဲ့စကားပြောကြတာပေါ့။ကိုရေးချိုကအိမ်ပေါ်လှမ်းကြည့်လိုက်တဲ့အချိန်မှာကိုရေးချိုရဲ့အမေဖြစ်သူကရေလွေးကျန်းဦးပကံနေနဲ့ပေးကြော်တပကံကိုလာချပေးတယ်။ကဲစိုးပါဦးဗျာ။ ာတွေများဖြစ်ကြလို့လဲ။ဟိုဒီလိုပါဆရာလေးရယ်။ဆရာလေးအဖေမသိခင်ကတော့ဝက်ပြက်ခဲ့ဘူးတဲ့လင်းကိုတွေးလို့အတော်ပဲဆိုပြီးတော့ကျွန်တော်တို့ကလည်းလင်းထိုးပြီးတော့ပြစ်ချင်နေတာ။အဲ့ဒါဆရာလေးနဲ့တွေ့မှာပဲဆရာလေးအဖေစောက်ထားခဲ့တဲ့လင်းဖြစ်နေတယ်ဆရာလေးရယ်။ဟိုဆရာလေးသတိပေးတာကိုသတိရလို့ဂူးဆိုင်နေရကျွန်တော်တို့ကလင်းမော်နေတော့ဝက်ကိုပြစ်လိုက်ချိန်မှာဟိုတယောက်ကတွန့်ချသလိုခံစားပြီးတော့လင်းမော်နေပြုတ်ကျသွားတယ်ဗျ။ကျွန်တော်တယောက်တည်းမဟုတ်ဘူး။ကိုဖိုးလုံးကလည်းအဲ့လိုဖြစ်ပြီးတော့နှစ်ယောက်သလုံးအောက်ကိုကျသွားတာအကြတော်လို့ပေါ်ဆရာလေးရေမဟုတ်ရင်ဇက်ကျိုးပြီးတော့သင်နိုင်နေဗျာ အောက်မှာလည်းတေးရွှေချောက်တွေရှိလို့ပေါ့ဆရာလေးရေဩအဲ့လိုတော့ဖြစ်ခဲ့တာလားဟုတ်ပါဗျာကျွန်တော်တို့တော့မကြုံဘူးဗျာတော့ဆိုတာအမားရဲရှိရင်မကြိုက်ဘူးဆိုတာကျွန်တော်တို့လုံမဆိုးလို့တဲ့လူတန်းကတည်နေဗျာဒါပေမဲ့ကျွန်တော်တို့ကလည်းဘာအမားရဲမှမလုပ်ခဲ့ဘူးပါဘူးဗျာတော့ကျန်းနေဆိုတာဆရာလေးဖေကဟိုဘာနေမဖြစ်ခဲ့ဘူးလို့ပြောတာလဲဆရာလေးေဖိုးပြန်တော့ကျန်းနေဆိုတာပဲပြောမှုတယ်ဘလို့ကျန်းတာလေးတော့တခါမှခေသေးတွင်းကြမပြောဘူးအဲ့ဒီချိန်မှာကိုဖုံးလုံးကလည်းဝင်ပြောတယ် ဟိုဒီလိုဆန်လေးရဲ့စောရည်စေးကမီးထိုးပေးချိန်မှာကျွန်တော်တို့နှစ်ယောက်ကပြစ်ထားအဲစောရည်စေးတွန်းချတာတော့မဟုတ်ဘူးဆိုတာတော့သိကြတယ်ဗျဒီလိုကိုဖုံးလို့ရဲ့ဟိုကျွန်တော်တို့ကညီကို၃ယောက်ရှိတဲ့အထက်မှာအဖေဝန္ဒနာပြည်သားတယောက်မှမပါခဲ့ဘူးဗျအမေနဲ့မြန်ခင်နဲ့ကအဖေကမုတ်စိုးလုပ်လာတာလေကျွန်တော်တို့ရေရောက်တဲ့အထိလဲအဖေကမုတ်စိုးလုပ်ပြီးတော့ကျွေးနေလာတာအခုဆိုလို့ဆိုတာအမေကအဖေကိုပြောပြသေးတယ်အဖေကသူ့ဝန္ဒနာကိုလုံးဝမစွန့်လို့ဘူးဗျမသိခင်တနေ့လောက်ထိမုတ်စိုးလုပ်တော့ဗျအဲကျမရေမကောင်းလို့အေးရတဲ့လဲမှသာမလုပ်တော့တာ အဲ့ဒီလောက်အဖေကဝန္ဒနာကြည့်တာအဖေကစကားနိုင်တယ်ဗျတောင်းတိုင်ဝင်ကိစ္စလောက်ကိုမပြောဘူးဒါပေမဲ့တစ်ခါလေတော့ညာဘက်ထမင်းဝိုင်းမှာထမင်းစားကြရင်လည်းထူးဆန်းဆန်းကြုံငယ်ဘူးတာတွေကိုကျွန်တော်မိသားစုကိုပြောပြတတ်တယ်ဗျကျွန်တော်ငယ်ငယ်ကတင်းနေတွေကိုတောပြစ်ထွင်တဲ့လက်မဲကြီးအကြောင်းပြောပြဘူးတယ်အဟုတ်လားဆရာလေးရဲ့ဟိုဆရာလေးမှတ်မိတလို့ပြောပြလို့ရမလားဟိုကျွန်တော်တို့ကလည်းတင်းနေဘက်မှာတောပြစ်ထွက်ဘူးတယ်ဗျဟိုလက်မဲကြီးအကြောင်းတော့မကြဘူးရပါတယ်ဗျာကျွန်တော်တီးတဲ့လောက်တော့အဖေပြောပြခဲ့တာကိုပြန်ပြောပြပါမယ်အဖြစ်ပြက်လေးကတော့ဒီလိုဗျာ 1950ခုနှစ်ဝင်းကျင်လောက်ကဖြစ်တယ်။ကိုကျွန်းနေရိုးတင်းရနယ်တွေကမော်စိုးတယောက်ကလူကြုံနဲ့စားပေးလိုက်ပါတယ်။အထဲမှာတော့သူနေထိုင်ရာတရဲမြို့အနောက်ဘက်ကဆယ်မန်ကျော်ခန့်ဝေးတဲ့ရွာပတ်ဝင်းကျင်မှာတောပြထွက်ရင်တောကောင်တွေပေါ်ကြောင်းနဲ့မတွေ့တာကြတော့ကြောင်းအလေလာရင်ခုံချင်းဖြစ်ပါလေ။ကိုကျွန်းနေရလည်းအဲ့ဒီကိုသွားကြလမ်းကိုရှာနေသူပြီးပြီးသူနဲ့တောပြထွက်ရင်လိုက်နေကြတပည့်တယောက်ကိုခေါ်ပြီးတော့တရဲမြို့ကိုထွက်လာခဲ့ပါတယ်။တရဲမှာတရားရေးပြီးတော့တရဲမြို့အနောက်ဘက်နှမန်ခန့်ဝေးတဲ့ရွာလေးတွေက ဟိုကျန်နေရဲ့မိစေတယောက်ကိုအကူအညီတောင်းပြီးတော့လမ်းပြအဖြစ်လိုက်ပို့ခိုင်းရပါတယ်။ရုံးမတော်တဲ့ကိုနည်းနည်းစောစောထွက်လာခဲ့ကြရာမိုးတဲချိန်လုံးမှာတောင်ကြဆန်းချောင်းလေးတစ်ခုကိုရောက်ပါတယ်။လမ်းတစ်ချောင်းမှာကြီးကြီးမားမားတားကောင်းဆိုလို့တကောင်းမှမတွေ့ရသေး။ရှင်းရို့ယုံတို့တောကြတို့လောက်သာတွေ့ရတယ်။ဟိုကျန်နေရဲ့မိစေကဒူးလေးပါလာတာကြောင့်ယုံတကောင်နဲ့တောကြတကောင်တို့ပြစ်လာခဲ့ကြပါတယ်။ဆန်းချောင်းလေးမှာပါလာတဲ့ထမင်းလို့တွေကိုဖြည့်ပြီးတော့ဖတ်တန်းဒီတို့ဗဒက်ဆိုင်ဟင်းညုံနဲ့ပါလာခဲ့တဲ့ယုံကိုမိခင်ပြီးတော့စားလိုက်ကြပါတယ်။ခဏနာပြီးတော့ခီးဆက်ခဲ့ရာ နှစ်နိုင်လောက်ကြာမှာတောင်းနှလုံးကြောင်းမှာရှိတဲ့ဒေဥဒရံဖြစ်နေတဲ့ဂျန်ဝဲလေးတခုကိုရောက်လာကြပါအဲ့ဒီနေရာအလယ်မှာရှုပ်လေးတခုရှိနေတာကြောင့်ပုံဝင်းကျင်မှာတောတမတောတဲ့ရဲ့တောင်ကန့်ကောတစ်အဲတစ်စိအုံတုံရင်းတပ်တောင်ပိနေလက်ပံခါဖုံဝန်းရောက်လို့အစားရှိတဲ့ပင်နေနဲ့စိမ့်စုံစုံနေရာလေးတခုဖြစ်ပါလမ်းပြလိုက်လာတဲ့ကိုကျန်နီရဲ့မိတ်ဆွေကိုထင်းအောင်ပုံဝင်းကြီးကိုကြီးလိုက်ပြီးတော့ဟိုကိုကျန်နီရေကျွန်တော်တို့တော့လမ်းမလာပြီထင်းနေဗျဟေးဟိုမင်းသွားနေကြမဟုတ်ဘူးလား သွားတော့သွားဘူးတယ်ဗျမရောက်တာကြလို့အော်ဒါဆိုရင်လမ်းစာပြန်ရှာပါဦးကွာတို့ကြလမ်းစာပြောက်ပြီးတော့တောထဲမှာညားအိမ်နေရအောင်မယ်ဒီလိုနဲ့စိမ့်စိုးစိုးတိပိနေကြပဝင်းညိုဟိုဒီဒီကြည့်နေရ15ခိုင်လောက်ကွာမှာကြည့်တဲ့မျောလုံးပင်တပင်မေးကနေတရွာတကောရိတ်ခနဲထွက်လာပြီးတော့လှင့်ခနဲပြန်ပြောက်သွားပါလေဟိုကျန်နေရမြင်လဲချင်းဖြစ်ပါလေဟာဟမ်ဘာလဲကိုကျန်နေစောင့်ဝင်လို့ထင်နေဗျအနေနဲ့တော့အကောင်ကြီးမဟုတ်ဘူးဟိ အဲ့ဒီခါမှာမျောလို့ပြန်တော့ဘက်ကနေတပြောပြောမြည်အောင်ပြေထွက်သွားခြင်းဖြစ်ပါတယ်။ကိုကျန်နီရောကိုထီအောင်မှာဒူးလင်းနဲ့တူမီကိုချိန်ဖို့ပြင်အချိန်များလိုက်။သရဝကောင်ရဲ့ပြေထွက်သွားတဲ့အတန်ကြောင့်ကျင်းခက်တာရကတွေပါလဲဖြန်ပြီးတော့အဆူညံသွားပါလေတော့တယ်။ဟိုကိုကျန်နီစောင့်ဝင်ဆိုတာဘလူကောင်မျိုးလေဗျ။မိုးစိုးတိုင်းတော့မကြုံဘူးကွ။ဒီကောင်မျိုးကရှားတယ်။စံမျိုးထဲမှာအကြီးဆုံးအကောင်ထွားတယ်ကွ။ကျွဲတယ်တော့မြင်သေးတယ်။အယောင်ကအညိုရောမျက်လုံးကနည်းနည်းဆိုင်နေတယ်။ဒီကောင်လုံးရလိုက်ရင်တော့အချိန်ရမနေဘူးဟိ။ငါမိုးစိုးလွတ်လာတာကြာပြီ။ အရေးဆောင်လုံအောင်ကျိုးဝမ်းထဲမှာတစ်ခါပဲပြစ်ဖူးသေးတယ်။ဟိုကိုကြက်နီဒီရှိုးထဲမှာဟင်းသားကောင်တကောင်ကောင်တော့ရနိုင်လောက်တယ်ဗျ။ဟိုကျောင်းလုံးလေးဆင့်ကြည့်အောင်။အေးငါလည်းဆင့်ကြည့်ခြင်းတယ်ကွာ။ဒါပေမဲ့လမ်းမလာတယ်ဆိုတော့အချိန်နေကုန်ပြီးတော့တော်ကြတော်ထဲမှာအိတ်နေရာမှာစိုးလို့ပါ။အာယောက်ျား၆လောက်ဒီပါကိုကြက်နီရဲ့ပြီးတော့မိုးစိုး၆လောက်ပါ။ကိုကြက်နီကပူစရာမရှိဘူးနေတယ်။ပြီးတော့ဒီနယ်တွေကကျွန်တော်တို့နေပါဗျ။အေးအေးဒါဆိုလည်းပြီးတာပါပဲကွာ။ခိုက်ပြပြနေစင်းသွားတဲ့ရွှေချောင်းတင်နေပြည်နေတဲ့မြေသားအတိုင်း တို့ရောက်တော့လည်းတွေ့ရွေ့ဆင်းလာခဲ့ကြပါတယ်။ကိုကျန်းကြီးခေါ်လာခဲ့တဲ့တပည့်ပေါ့ကျော်ကစကားနဲ့ပြီးတော့အထုပ်ဖို့ထမ်းပြီးတော့နောက်ကနေတိတ်ဆိတ်စွာပင်လိုက်လာပါတယ်။အောက်ဘက်ရှိုးတွေကလည်းရေတံတဲတဲကိုကြားနေရပါတယ်။သူတို့ပင်ဒီပင်ပေါ်ကနေသူတို့သီးတွေကမှဲ့ပြီးတော့တဖက်ဖက်ကြေးကြနေသလိုတောင်ပိန်းနဲ့ပင်ပေါ်ကလည်းပိန်းနဲ့သီးတွေကလည်းခုမဲ့သူမရှိတာကြောင့်ပိန်းနဲ့သီးမဲ့တွေကအပင်အောက်မှာအလုံးလိုက်ပြုတ်ကျနေပါတယ်။အပင်ပေါ်မှာတော့ဥရန်ကြီးသာတန်းလန်းကြံနေရခဲ့ပါတယ်။ဟာငါငါတော့အတန်ပဲကွာ။ဟိုကိုထေအောင်ခပြဒူးလေးနဲ့တော့အန်ကိုက်ပဲဗျ။ ဟုတ်တယ်ဗျပြီးတော့ကိုကျွန်းညီနောက်ဘက်ကလာတဲ့အတန်းပဲဟိုကျွန်တော်သွားချောင်းပြီးတော့စော်ထဲလိုက်အေးတို့ဒီနားမှာပဲရှိမယ်ဒီလိုနဲ့ကိုထင်းအောင်လည်းအတန်းလာရနောက်ဘက်ကိုတင်းနဲ့ရှောက်သွားလိုက်ပါအတန်းကခလဲလဲဝယုံအုပ်စီကနေလာတာကြောင့်အရေးချေကြည့်ပြီးတော့ဝယုံအုပ်ဘက်စီကိုဒူးလေးကိုအသိနေထားနဲ့လှမ်းလာခဲ့ပါဒဘူးဘူးနဲ့អော်နေတဲ့ငှံတော်နာအတန်းကကြားနေရတဲ့អော်ဇာလည်းခေါင်းပေါ်လောက်မှရောက်နေပါတယ်ဝယုံကဟောဘိုးဝယုံဖြစ်ထားကြောင့်အတော်မြင့်ပါ ဝရီအောင်လေဝယုံမင်းရဲ့အောက်ကနေပြီးတော့ချောင်းပြီးတော့ငှက်ကိုရှာဖွေနေစေတွေ့ပါပြီဆံငါးကအမြဲလောက်မှရှိတဲ့ဝယုံကိုင်းတိုင်းမှာနားပြီးတော့အော်နေတဲ့ငှက်ငနွားနှစ်ကောင်အတော့ချက်ကြီးတွေလာအောင်မရတယ်အတော်ကြီးတယ်ဝရီအောင်လေပြင်ကွင်းကောင်းကိုရှာရင်းနဲ့တနေရာမှာဝါကိုင်းခက်တွေကြားနေဒူးလေးကိုထိုးချိန်လိုက်ပါများတဲ့ဟာတန်းနဲ့မမက်ပြင်တိုးဝင်သွားပြီးတော့ငှက်ငနွားတစ်ကောင်ကိုထိုးဖောက်လိုက်ပါဒါကောင်ကလမ်းဖြတ်ပြီးတော့ထွက်ပြေးသွားတော့လေထီးလိုက်တဲ့အကောင်ကမျှတမ်းလမ်းနဲ့ဝေယုံကိုင်းခက်တွေကြားထဲကနေပြီးတော့တချိန်တို့ပြုတ်ကြလာပါတယ် ကိုထင်းအောင်လည်းပြုတ်ကြလာတဲ့ခန်းကန်တော်ကိုမျက်စိမပြတ်ကြည့်လိုက်ပြီးတော့လိုက်ကောင်ရင်ခြေလမ်းပြင်လိုက်ခါရှိသေးတယ်။ဟောကိုကျန်းနေတဲ့ပေါ့ကျော်ကလည်းရေတံကြောင်ရှိုးပဲစီကိုတွေ့နေဆင်းလာခဲ့ပါ။ရှိုးထဲမှာပေါက်နေတဲ့တောငပြောပင်တွေကအလွန်တန်လှတာကြောင့်အပင်တွေကအပေါ်ထိုးတောင်တောင်ထွက်ပြီးတော့ငပြောလက်တွေနဲ့အုံဆိုင်နေပါ။ကိုကျန်းကြီးကလည်းဒူမီကိုအသင်ကရင်နဲ့နောက်ဘက်ကိုလှည့်ပြီးတော့ပေါ့ကျော်ကိုသတိရှိစေရန်အတွက်အချက်ပြလိုက်ပါ။ပေါ့ကျော်ကလည်းပခုံးမှလွယ်လာတဲ့အထုပ်ဘိုးတွေကိုတစ်ပင်တစ်ပင်ရဲ့ခြေင်းမှာချလိုက်ပြီးတော့ အဲလိုလေးကိုအတင့်ကိုင်းနဲ့နောက်ကနေလိုက်လာပါရေစည်းတန်တစ်ပြပြနဲ့ကျဲလောင်သာကြားလာခဲ့ပါလေ။ကိုကျန်းညီကငါပြောတဲ့တွေကိုဝင်လိုက်ပြီးတော့ငါပြောပင်တပင်ပေးမှကတ်ပြီးတော့အရေးချေကိုကြည့်နေပါလေ။ငြိမ်သက်နေတယ်။ကျင်းကတ်တာကားတွေရဲ့အော်တန်းလွဲပြီးတော့ဘာသာမှမကြားရ။မိုးဆိုးတယောက်အတွက်တော့ငြိမ်သက်နေခြင်းဆိုတာသတိကောင်းသာထားရမယ့်အနေအထားဖြစ်နေပါလေ။စင်စီကျော်အတိုင်းပေါက်နေတဲ့ငါပြောပင်တွေကိုအကောက်ဝဲယူပြီးတော့တွေးရဆင်းလာကြရင်လည်းငါပြောတော့အလေကိုရောက်လာပါလေ။ငါပြောလက်တွေကနေပြောင်မထိုးအောင်ရှိနေတာကြောင့် နေကင်းကြောင်တော်ဖြစ်တော်လဲမှောင်နေတဲ့အောင်ဖြစ်နေပါအဲ့ဒီအချိန်မှာခွက်ခွက်ဆိုတဲ့အတန်ကတိုးချင်းတော်ထွက်ပေါ်လာတဲ့ကြောင့်ကိုကျန်းနီကလည်းငြိမ်ပြီးတော့နားထောင်လိုက်ပါတယ်ပေါ့ကျော်ကိုကျန်းနီရဲ့အနားကိုရောက်လာတယ်ဦးလေးကျွတ်ဘာသာလဲဗျဒီတကောင်ကောင်ကတခုခုကိုကြိုင်ဝါနေတဲ့အတန်းကွ။နီးတော်နီးနေပြီ။ချိုထဲမှာတကောင်ကောင်တော့ရှိမယ်။သတိတော်ထားနော်။အစိတ်ချပါဘူးလေကြွက်။ဦးလေးကြွက်ရှင်းနေရတော့ကျွန်တော်တို့ရောက်နေတာကိုတီးလောက်ပြီးထင်တယ်ဗျ။အေးလား။ရှင်းကိုနည်းနည်းတို့ကြည့်မယ်။ နေစင်းလာတဲ့မြေပြင်ကပြေသွားပြီးတော့ငပြောတော့အဆက်ကိုရောက်လာပါတယ်။ဆယ်ခိုင်းလောက်กว่าမှာတော့ကြောက်တွန်းကြောက်ခဲတင်နဲ့ပြည့်နေတဲ့ရှိုးရဲဆန်းချောင်းလေးကိုကျက်နေနဲ့ပေါက်ကြော်ရလေးတစ်စိတ်စွာဆင်းလာကြတော့လေးခွက်ခွက်ဆိုတဲ့အတန်ကပျောက်သွားပါတယ်။ငပြောတော့အဆက်ကငပြောပင်တစ်ပင်ကို꿰ပြီးတော့ကိုကျက်နေကရှိုးရဲကိုအကက်ခက်လိုက်ပါတယ်။ဒကောင်တမီတောင်မှမတွေ့ရေကြမ်းတဲ့အနေပိုင်းမှာဖြစ်ပြီးတော့ကြောက်တွန်းကြောက်ခဲတွေကိုနင်းပြီးတော့ရှောက်သွားလိုက်ပါတယ်။ကိုကျက်နေကလည်းတုံ့ငရဲရက်ပြီးတော့အတန်ကိုနားထောင်လိုက်ပါတယ်။ဆန်းချောင်းအုံမိုးပြီးတော့ကိုင်းကြနေတဲ့နဘူးပုံကြီးရဲ့တစ်ဖက်ကကြားနေရရင်ဖြစ်ပါတယ်။ ။ဦးကျန်းကြီးကလည်းအပေါ်ကိုမောကြည့်လိုက်ပါလေ။အသီးတွေပြုတ်သိပ်ပြီးတော့တည်နေတဲ့ရုံးမင်းကြီးတပင်။အသေးကြပြီ။ဦးကျန်းကြီးကပေါက်ကြော်ကိုလက်ညှိုးထိုးပြလိုက်ပါလေ။ပြီးတဲ့နောက်မှာငါပြောတော့တဲ့ကိုပြန်ဝင်ပြီးတော့ငါပြောမင်းတွေကိုအကာအကွယ်ယူပြီးတော့လဘူးကြောင့်ရဲ့တပတ်အတန်ကြားစီကိုကြွေပြီးတော့တက်လာခဲ့ကြပါလေ။ညင်ခွေးဟာရှင်းတယ်။ရုံးသီးတွေကိုတစ်ခေါက်ခက်ကြိုက်ဝါပြီးတော့စားနေတဲ့ဆက်သီးတကောင်။ဦးကောင်းရဲ့ထိတ်မှလည်းလက်လေးလုံးကထွက်နေတဲ့ဂျိုးတစုံ။ဝါဖီနေတဲ့ဆက်သီးဖြစ်ပါလေ။ဧသေးသွားပဲရုံးသီးတွေကိုတစ်ခေါက်ခက်နဲ့ကြိုက်ဝါနေပါလေ။အခွင့်အရေးကောင်းကိုလက်လွတ်လို့မဖြစ် နောက်တစ်ကြိမ်ပြန်များလာကိုကျန်နီကအပင်လုံးတော်ကြီးတဲ့တောင်းကပြောပင်ကြီးရဲ့ဘေးမှာတူမီကိုကတ်ပြီးတော့ခလုတ်ကိုဆွဲလိုက်ပါပြစ်ကွင်းရရှင်းတယ်ဘေးတိုင်နေထားဖြစ်တယ်ဒင်းငနယ်ကျဲလောင်တဲ့တူမီတန်ကြောင့်တလေးဆန်မျိုးစုံရဲ့ထိတ်လန့်ကြအိုခိတန်ကြီးကတရောလုံးမှာစုညံသွားပါသားကောင်ကြီးနေနေဆုံးမှာကပြင့်ရဲ့ရမ်းပြင်းပြဆက်ထားတာကြောင့်စတိကြီးရဲ့လက်ပြန်တော့မှာခြိုက်ဝင်သွားပြီးတော့ဖွေးကနေဖြစ်သွားပါလေစတိကြီးကရှေ့လက်နှောင်ညှို့ကြပြီးတော့မြေကြီးပေါ်ကိုခေါင်းဆိုင်သွားပါလေတော့ကိုကျန်နီနဲ့ပေါ့ကျော်ကငါပြောတော့တဲ့ကနေထွက်ပြီးတော့ ကြော်တုံးကြော်ခဲတွေကိုဖျက်ကျော်ပြီးတော့လူပူးကြောင့်ကြီးရှိအောင်အပြေးလွှတ်ရောက်လာကြပါစက်ထီးကိုလည်းဇက်ကောင်းကိုမှန်ထားတာဖြစ်တာကြောင့်လဲကြသွားတာကိုလည်းတွေးလဲရတာကြောင့်ကြော်တုံးကြော်ခဲတွေကိုခုံကျော်နေတယ်မှမကြည့်မိအနားရောက်သွားတော့မှနှစ်ယောက်စလုံးကဟာကနေဖြစ်သွားပါစက်ထီးကနေရာမှာမရှိတော့သွေးတွေကတော့လဲကြသွားတဲ့နေရာမှာအိုင်ထုံးနေပါတယ်အတိုင်းပဲလေတူမီမှန်ထားတဲ့စက်ကြီးကိုဒိုးတက်ဆွဲထားတဲ့စုကြောင်းကြီးစုကြောင်းကြီးတိုင်လိုက်ကြည့်လိုက်တော့ကိုကျန်နီရောပေါကြော်ပါလက်ဖြတ်သွားကြပါတယ်အပြည့်ကြောင့်နေတဲ့ပေါကြော်ကတော့မသိကိုကျန်နီပင်ကြက်သိမ်းမွှင်းကြီးနေထသွားပါတယ် တော်ချောက်တာတို့တော်ပြောက်တာတို့ဆိုတာကိုကျွန်းနီတို့အတွက်ရိုးနေပြီတခါလေတိတော်မတိလိုက်ပြန်စင်းသားကြည့်မှအချင်းချင်းပြောကြမှာတော်ချောက်ခံရတာပါလားတော်ပြောက်တာပါလားဆိုတာကိုတွေးမိကြပါတယ်လက်ဘူးကြောင့်တွေကလက်မဲမဲကြီးကဆက်ကောင်ဆက်တင်နေဒီမှာခေါင်းမင်ဝင်းနေပြီကြောက်တုံးကြောက်ခဲတင်းမြစ်တက်ခတဲ့လက်ဘူးကိုင်းတွေကကလန့်ခံနေတာကြောင့်ဖြုံးငနဲ့မဝင်ချင်းဖြစ်ပေါက်တယ်ကိုကျွန်းနီကလည်းတက်တီကောင်းတယ်စင်းသားမနေတော့ဘဲနဲ့တခုံတို့ပြေးသွားပြီးတော့ဆက်ထီးရဲ့ခြေတော်တစ်ချောင်းကိုဆွဲထားလိုက်ပါ ပေါကြော်လည်းအဒီခါကြောင့်မသတိဝင်ပြီးတော့ကိုကျဲနေတဲ့သူစက်ထီးရဲ့ခြေထောက်ကိုဝိုင်းဆွဲကြပါညောသားလည်းခြေကံကဆွဲနေကြရင်းနဲ့တပြေးပြေးမိတန်တဲ့သူအနောက်ကိုပလက်လန်ပြီးတော့လဲကြသွားပါတယ်။ကိုကျဲနေတဲ့ပေါကြော်တို့နှစ်ယောက်ရဲ့လက်ထဲမှာတော့သေးတန်ရဲနဲ့ကြံနေခဲ့တဲ့စက်ထီးရဲ့ပေါင်ချောင်းစီအဒီခါကြောင့်မနဘူးချုံတွေကဒုတိုက်ဆွဲသွားတဲ့အတိုင်းကြီးကိုကြားလိုက်ကြပါတယ်။ဆရာလေးရဲ့စကားဆုံးမှာကိုဖုံးလုံးကဝင်ပြောပါတယ်။ဟိုဆရာလေးရဲ့ဓနဝါတကောင်ကဥမဝဝဝင်လို့အကောင်မျိုးကအမွှေးမနေနေဆိုတော့ဝဝင်ဆွဲတာမျိုးကမဖြစ်နိုင်ဘူးလား။ အဲ့ဒီခါမှာကိုရေးချိုကလည်းကျွန်တော်လည်းအဖေကိုအဲ့လိုမေးဘူးတယ်ဗျတတော်လက်ကလူလဲနဲ့မတူတဲ့လက်သေးတွေပါမယ်တဲ့တတော်ဆိုရင်သူ့အစာကိုပြန်ဆွဲတဲ့လူကိုရံပြုတ်မယ်အခုကအကောင့်ထဲမတူဘူးတဲ့လက်မဲမဲကြီးပဲတွေ့ရတာတဲ့ဟိုငန်ငန်တော့တော့ပြတဲ့ကိုထင်းအောင်နဲ့အဖေနဲ့ပြန်ဆုံတော့လေကိုထင်းအောင်ကလည်းအဲ့လိုကြုံလဲရတာတဲ့အဲ့ဒီခါမှာစောချင်းကလည်းနှွေးချဲတစ်ခွက်ကိုယူတော့လိုက်ပြီးတော့ကျွန်တော်လည်းတော်ရီကြောင့်အမဲလိုက်ရင်းနဲ့ကိုတွေ့ကြုံမှုပါတယ်လေးတင်ပေါ်ကတုံးချခံရတာဒီတစ်ခါပဲကြုံမှုသေးတယ်ဆရာလေးက ကိုရေးချိုတို့ဖြင့်ဦးကျက်နေရတော့ကျွန်တော်တဲ့အသက်ကြီးဝင်ရဲ့မိုးဆိုးကြီးတွေဆိုတော့အတွေ့အကြုံကျွန်တော်တို့လည်းပုံများပါတယ်အခုကိုရေးချိုပြန်ပြောပြတာပဲအတော်ထူးဆန်းနေတယ်ဗျဟိုကျွန်တော်တကူသိနေတာတော့ဆရာလေးရယ်ဟိုကျွန်တော်တို့မိုးဆိုးကြီးတွေတော်တော်များများတောကောင်ပြဖို့လင်းဆောင်ပြီးရင်ကိုပြတဲ့တောကောင်ကိုရပြီးရင်လင်းစင်ကိုဖျက်ပြတတ်တယ်ကိုရေးချိုအဖေကြတော့ဘာဖြစ်လို့အဲ့ဒီလင်းကိုပြန်မဖျက်ရတာလဲဗျအဲ့ဒါလည်းဘယ်ဟည်ဒီတကူပါပဲဗျာဇလန်လေးရတို့နေလို့နောက်တစ်ပုတ်ထပ်ဖက်ပေးမယ်နော်တဝက်ဟင်းစား အမေတရားတော့တကယ်ကောင်းကွာငါမင်းမတော်ခေါ်ပြမလို့ဖြစ်နေပြီကွအေးကွာမင်းကောင်မတော်နေတယ်ကွာလှုပ်စားလို့တော့ရပြီကွအေးအဲ့တော့ကြောင့်မင်းဖော်လိုက်ခဲ့ လိုက်ခါတော့မင်းတော်ကငါတော်ဘောကွအဲငါသရိုးစီရောဆိုင်မှာမင်းရအတရင်ရမှာ စားဖို့တောက်ဖို့ရောအားစားဖို့တောက်ဖို့ရောငါမင်းမမပုစိန်ကိုနှစ်ယောက်သာစီစဉ်ခိုင်းလိုက်ပါမယ်တောက်ဖို့ရောမင်းမသားမင်းရှာခဲ့ပေါ့ကွာငါမှမတောက်တဲ့တာတကြီးကိုစိန်မဲအိမ်ကိုရောက်ချိန်မှာကိုစိန်မဲကမရှိတာကြောင့် ။တကြီးကတော့တင်ခဲထားတဲ့ရင်းနှီးချမ်းနဲ့ဆက်သားချောက်ဘုတ်ကိုထိုင်စားကြရင်းနဲ့တဖက်အရာလူနှစ်ယောက်ကပြောဆိုနေတဲ့အုံစောချင်းနဲ့ကြုံဘိုးကကြားနေရခြင်းဖြစ်ပါတယ်။အဲဒီလူနှစ်ယောက်ရဲ့အရှိမရှိတဲ့မြေခွက်လမ်းမှာကျမ်းမတကောင်ကမြေကြီးကိုရဲလိုက်၊ကေယောကေယောအတန်ပေးလိုက်၊ဖုန်လူးလိုက်နဲ့အလို့ရှုံနေပါတယ်။စောချင်းကလည်းရင်းနှီးချမ်းကိုတောက်လိုက်၊ဆက်သားချောက်ကိုဝါလိုက်နဲ့ညင်ပြီးတော့နားထောင်နေတော့လေကျော်စိုးကတော့စောချင်းဒီလူတွေချက်ကိုကြည့်ပြီးတော့ဘာတွေပြောနေကြတာလဲ။ချက်တယ်သမားတွေပါကွာ။ချက်အကြောင်းပြောနေကြတာပေါ့။ အဲ့ဒီအချိန်မှာခြံဝါးကနေစကြီးကိုစိန်ပန်းကအတန်ကျင်ကျင်နဲ့អော်ပြီးတော့ဝင်လာပါတယ်။ဟေးမောင်စိုးတွေဘယ်တော့ရောက်တယ်လဲကွာ။မင်းတို့မလာတာတော့အတော်ကြပြီ။ကိုစိန်ပန်းရေမရောက်တာအတော်ကြလို့မျက်စိလဲလာတာပေါ့ဗျာ။နောက်ပြီးတော့စကြီးကတော့ကြွေးတဲ့ဗရက်စီပြန်တဲ့ဟိုလဲလူစုဖို့ဟင်းညိုမတော့ရတာကြာလို့ပြော။စကြီးကိုစိန်ပန်းကစကြီးဆိုတော့လေအသက်က40ဝန်းကျင်လောက်သာရှိပါသေးတယ်။စကားပြောရင်အားရပါနဲ့ကြည်ကြည်ပြောတတ်တယ်။ရိုးသားတယ်ပွေလင်းတယ် ။အာငါချီမင်းတို့ကမေတော်ကမေ့နေပြီးတော့ငါမင်းမလက်ရသတိရတော့မှရောက်လာကြတာကိုကွ။ဩတော်ဆိုတာမိုးဆိုးခဏခဏလာရင်တောင်းကောင်ရှားတဲ့တယ်ဗျ။အခုလို့မေးလောက်မှတခါလာတော့ပေါ်မြမြပြေးရတာပေါ့ဗျာ။စောကြီးတို့နဲ့သကြီးကိုစိန်မန်းတို့ကအပြန်လှန်ပြောင်းနေကြတဲ့ဟိုတပည့်ရာကြက်တဲ့သမားနှစ်ယောက်ကကြားသွားတာကြောင့်သကြီးအိမ်ကိုကုလာပါတယ်။တယောက်ကဟိုသကြီးသူတို့ကမိုးဆိုးတွေလား။အေးဟိုဒါဆိုရင်အတော်ပဲဟိုမိုးဆိုးတွေဟိုဘယ်တော့တော်ပြထွက်ကြမလဲ။ အစိမ့်တော့မင်းကဘာဖြစ်လို့မေးတာလဲကွာ။ဩတကြီးရဲ့ကျွန်တော်တို့ကြက်တယ်ထွက်တာမကြခနာဆိုတာတကြီးအတီပါ။တခါလေအစိမ့်မပြေဘူးတကြီးရဲ့။တော့ဝဲလိုက်လို့ပြေးရတာတို့ကြက်တဲ့တူလို့ပြေးရတာတို့မကြခနာပဲဗျာ။ကြက်တယ်တဲ့ပိုက်တွေတော်မှာဆုံးခဲ့ဘူးတယ်လေ။အခုတော့မိုးဆိုးတွေပါတော့ကျွန်တော်တို့အားရှိတာပေါ့ဗျ။အမင်းတို့မိုးဆိုးတွေကခေါ်ချင်အောင်မအိုးကွာ။ရပါတယ်တကြီးရဲ့တော်တဲ့ရောင်ရင်တော့ကို့လို့ကို့လို့ရင်ဖြစ်ပါမယ်။ဟိုတယောက်လို့ကိုတယောက်နှောက်ချက်မပေးရင်ပြီးတာပါပဲမဟုတ်ဘူးလား။ သောင်းကျင်းပြောလိုက်တဲ့စကားကြောင့်စိန်သောင်းခမအားတက်သွားပါလေ။ဟောကျေးကျေးဇူးပါပဲမောင်စိုးကြီး။ဟိုကျွန်တော်တို့ကြက်တယ်လို့ရရင်လည်းတော့ဝပေးပါမယ်။ကျွန်တော်တို့ရရင်လည်းဟင်းစားပေးပါမယ်ဗျာမပူပါနဲ့။အဲ့ဒီခါမှတကြီးကိုစိန်မန်းကဲဒါဆိုရင်သောင်းကျင်းတို့ရောစိန်သောင်းတို့ရောအလုပ်ဖြစ်သွားပြီကွာ။သောင်းကျင်းတို့ကဘယ်တော့ထွက်ကြမလဲ။အဒီနေ့တော့ပင်မဲလာတယ်ဗျာနောက်အောင်မယ်။ဟိုနောက်နေ့ကျမှပဲထွက်ကြတာပေါ့။အေးဒါဆိုလည်းညနေသားအတွက်မင်းတို့အကြိုက်လဲလူစုဖို့ဟင်းညိုကတော့ရတယ်ကွာ။ ဗရက်စီပြန်တော့ဒီရဒီကဗရက်မရကြဘူးကွာရွာတွေကဝတ်ကောင်ပေါ်ခိုင်းပြီးတော့မြင့်ငပီးကိုမယန်းသီးနဲ့ထောင်းလိုက်ရင်မကောင်းဘူးလားအာကောင်းတာပေါ့ကိုစိန်မန်းရေအေးငါမိမကိုစီစဉ်ခိုင်းလိုက်မယ်ဟိုမင်းတို့ရေရှိုးကြအောင်လေနားနေနေနေကြအောင်ဒီလိုနဲ့စောချင်းကြော်စိုးစိန်တော်နဲ့ညံမင်းတို့လေရောက်သားလေအထုပ်ဘုတ်ကိုစီနဲ့ရွာတွေကနေထွက်လာကြသည်မှာတနိုင်နီးပါးလောက်ကြာမှတောဆက်ကိုရောက်လာကြပါတယ်တောဆက်ကိုရောက်တော့အထုပ်ဘုတ်တွေကိုချပြီးတော့နားကြရင်နဲ့စိန်တော်နဲ့ညံမင်းက လက်ဖက်တွေဘဲဥပြုတ်တွေကိုထုတ်ပြီးတော့တပ်ပင်တပင်အောင်မှာတင်ဖြောင်းလိုက်ကြပါတယ်။ဒေသလိုက်တောင်းဝင်မဲ့သူတွေရဲ့အစင်လာဖြစ်ပါတယ်။ခဏနားကြပြီးတဲ့နောက်မှာတော်ရင်းလူသားလန်းလေးတန်းလျှောက်လာကြပြီးတော့တဏျာရောက်မှာစိန်တော်ကဟိုကျွန်တော်တို့ကဒီနားတဝိုင်းမှာကြက်နေကြမှာမဟုတ်စိုးကြီးတို့ကရောအေးဒါဆိုရင်လည်းဒီနားတဝိုင်းလောက်မှာတောကောင်လိုက်ပြေးလိုက်အောင်မယ်ကွာမရောက်တာကြတော့တောအောင်မေးတိတိဖြစ်နေပြီကွာတိတ်ဝေးဝေးလည်းမသွားရဘူးလေစောချင်းကလည်းပဝင်းညင်ကိုလေးလာလိုက်ပြီးတော့တဏျာကလုံးဘက်တော်ကြီးပြီးတော့အတော်မြင့်နဲ့ကညင်မင်းကြီးကိုကြည့်ပြီးတော့ နေမိုးတက်ချိန်လောက်မှာဒီကငင်မင်းရဲ့အောက်မှာအားလုံးဆုံကြမယ်။ဟိုတို့လဲတားကောင်ရရမရရဒီနေရာကိုရောက်လာမယ်ဟုတ်ပလား။နောက်တစ်ခုမှာတရားရှိတာခင်ဗျားတို့ဒုက္ခအခက်အခဲတခုခုတွင်လက်ခေါမုတ်ပြီးတော့အချက်ပေးဒါဆိုဖြစ်တယ်နော်။အားဖြစ်တယ်ဖြစ်တယ်။အဲဒါဆိုကျုပ်တို့သွားပြီ။အောက်ရှေ့မှာရှုံနေတွေရှုပ်တော့အပေါ်မှာတော့သစ်ပင်တွေရှုပ်နေပါလေ။ထင်းကုတ်ဝါခုတ်သမားတွေသွားလာကြတဲ့လူသားလန်းလေးတွေကလည်းသစ်ပင်ရှုံနေများပိတ်ပြီးတော့တချို့နေရာတွေမှာလမ်းပြောင်းနေပါလေ။နိုင်ဝဲလောက်လျှောက်လာကြတဲ့အထိလက်ခေါအေးအောင်မျှပင်မတွေ့ရသေး။ ဟိုကြော့ဆုတိုးအတော့ပိတ်နေတာပဲကွသတိတော်ရှိသင်တော့ငြိနေတာပိုကူးဆက်ရမယ်ကွစိတ်ချပါဆောင်းကျင်တနက်ကိုအစင်သေးလောက်ထားတယ်အတော်ကြီးတဲ့ထောက်ကြမီးတပင်ပေါ်ကနေဘူးဘူးဆိုတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်ဆောင်းကျင်ရောကြော့ဆုပါသဘောပေါက်လိုက်တယ်ငငန်နွားတကောင်ရဲ့အော်တန်ဖြစ်တယ်အဲ့ဒီအချိန်မှာကြော့ဆုကဘလို့လဲဆောင်းကျင်ဟိုချောင်းပြီးတော့ဆော့ထဲလိုက်ရမလားအေးကွငငန်နွားတကောင်ကိုချက်မတန်းလောက်အချိန်စီးတာကွဟိုပြုတ်ကြော်လေးလို့ဆိုရင်သိတ်ကောင်းနေကွ အဲ့မဲ့တနေ့တန်ကြာရင်သူ့တဲ့ကြီးနဲ့တောင်းကောင်တွေကလွတ်သွားပါမယ်ကွာလုံးမနေပါနဲ့တော့ဒီလိုနဲ့ထောက်ကြမင်ကိုကြော်ပြီးတော့စင်ကြေချောတောင်းဆောင်လေးတန်းလျှောက်လာကြရင်နဲ့တနေ့ရောက်မှတော့ရှေးရသွားနေတဲ့စောချင်းကဒသုံတစ်ခုကိုတိုက်မိပြီးတော့အရှိကိုဟတ်ထိုးလဲကြသွားပါလေတော့လေအရိကောင်မကြော်ဆိုးကပြည့်ထူလိုက်ပြီးတော့စောချင်းဘာလို့တိုက်ပြီးတော့လဲတာလဲသိလားကွာမသိဘူးကွာ6ရောက်တော့အတော်ဤသွားနေအလေကြီးတော့တိုက်မိတာဗျစောချင်းကကုန်းယုံထိုင်နေတဲ့ခလုတ်တိုက်မိတဲ့လေကြီးကိုကြီးလိုက်ပါတယ်ပြီးတဲ့အခါမှာ အတော်သေးတယ်ဟိဘာဖြစ်လို့လဲဆိုရင်မိုးစိုးကတောထဲမှာလက်ကိုတွင်းနမိတ်မကောင်းလို့ဆွဲရှိကြတယ်ကွာငါ့အမြင်တော့လက်ကိုတွင်းဟင်းမျိုးကိုတွေ့တယ်လို့နမိတ်မကောင်းဘူးလို့ထင်ကြလေလို့မြင်တယ်ကွာဟိုဘာဖြစ်လို့လဲဆိုတော့ဟင်းမျိုးဆိုတဲ့ကောင်ကလက်ကိုတွင်းကိုက်စားလို့များတော့ဆော့တဲ့တယ်ကွာလက်ကပက်လက်လန်ပြီးတော့ပက်ချလန်နေလဲလဲပုတ်ပြီးတော့ဆော့တဲ့တယ်အဲဒါကြောင့်လက်ပက်လက်လန်နေတာတွင်းအနီးပတ်ဝန်းကျင်မှာဟင်းမျိုးရှိတတ်တယ်ကွာအတွေ့အကြုံရှိတဲ့မိုးစိုးဆိုရင်တော့လက်ကိုတွေ့ပြီးတော့ဟင်းမျိုးနဲ့ရင်ဆိုင်တိုးတော့တာပဲ ဒါကြောင့်မို့ပက်လက်လားမှောက်ကုန်လားလို့ထကြည့်တာကွာအခုတော့မှောက်ကုန်တွေးလို့စိတ်အေးသွားတော့လိတ်ကအချင်းတပေလောက်ရှိတဲ့တောင်လေးတကောင်ဖြစ်ပါလေတွေးရင်းနဲ့ခြုံတော့တွေကိုဝင်သွားပါလေစင်ကြောတောင်သောလေးတိုင်တက်လာကြရင်လည်းဂိုက်တရာလောက်အရောက်မှာတော့စောချင်းရောကြော်ဆိုးပါတယောက်ကိုတယောက်ကြည့်လိုက်ကြပါအာဒီတန်တွေကရှင်းနေရရန်သူကိုမြင်လာကြောင်းတကောင်နဲ့တကောင်အချက်ပေးတန်ဖြစ်ပါလေစောချင်းတို့ရန်သူထင်ပြီးတော့အချက်ပေးတန်လားတခြားရန်သူကိုတွေ့လာတော့အချက်ပေးတန်လားတော့ခွဲခြားရင်မသိနိုင်အဲ့ဒါကြောင့်နှစ်ယောက်သားကလည်းမျက်ရည်မျက်ချီပြပြီးတော့ တဖြည်းဖြည်းနဲ့ခြိတက်လာကြရာတောင်ဆောင်ထိန်သားလောက်အရောက်မှာစွန်လက်သေးချုံနေနဲ့ခေါင်းပဲချုံတွေကရောထွေးပြီးတော့ပေါက်နေတဲ့ချုံရင်းတစ်ခုတည်းကနေတိမ့်ငရဲတိမ့်ငရဲလှုံရမ်းနေတဲ့သရဝရကောင်ရဲ့မချိမဆန့်အော်ဇံဝင်ပါကြားလိုက်ကြရပါတယ်ချုံကြီးဟာလှုံရမ်းနေတဲ့သရဝရကောင်ရဲ့မချိမဆန့်အော်ဇံဝင်လဲကြားနေရသေးစောချိန်နဲ့ကြော်စိုးဟာတောင်ဆောင်ထိန်မှာရှိတဲ့မြားအပင်အစုလေးတစ်ခုရဲ့အကွယ်ကနေပြီးတော့မျက်တော်မခက်ကြည့်နေကြပါတယ်ချုံကြီးကတဖြည်းဖြည်းနဲ့မြေပြင်ပေါ်ကိုဥကြလာပါတယ်တိတ်မကြလိုက် ဒူးတဲ့ကြီးလာတဲ့အဆိုင်ခဲကြီးတကူကခြုံထဲကနေလျှောက်ထွက်လာပြီးတော့တောင်သောတိုင်တလင်းလင်းနဲ့ဆင်းသွားပါလေတော့။ဟာဟိုသောကြီးသဘကြီးမို့ကြီးထင်တယ်ကွ။အေးဟုတ်မယ်ကွလုံးထွေပြီးတော့လိမ့်ဆင်းသွားတာဆိုတော့မွေတကောင်တဲတော်ဖြစ်နိုင်မယ်မထင်ဘူးကွ။လိမ့်ဆင်းသွားတဲ့အဆိုင်ခဲကြီးကစင်ကြေကျော်တချောင်းမှရှိတဲ့တေးဝဲချောက်တွေတက်ကန်းချောက်တွေကိုကြပြောပြောမိအောင်တိုက်ချသွားပါလေ။ခြုံတကူတဲကိုလိမ့်ဝင်သွားပြီးတဲ့နောက်မှာတိတ်ဆိတ်ငြိမ်သက်သွားပါလေ။သောကြီးသွားကြည့်ကြအောင်။အေးသွားကြည့်မယ်ကွ။ ီလိုနဲ့စောချင်းတို့နှစ်ယောက်ကလည်းတိတ်ဆိတ်စွာနဲ့ခြုံတော်ရှိအောင်ချင်းကပ်သွားကြပါလေခြုံတော်ကြီးကတော့ငြိမ်သက်နေတဲ့ခြုံမင်းတွေကိုဖျက်ပြီးတော့တွေ့ရတိုးလာရင်းနဲ့တန်ရောင်ရောက်မှဝါကနေတွေ့လိုက်ရတာကျော်စိုးကြီးဘလို့ပြောရမှန်းတော့မသိတော့ဘူးကွာကျော်စိုးကလည်းမြင်ငွေကိုတန်တော်ကြည့်နေရအေးဟုတ်ပါကွာဒါမဲ့စောချင်းကမင်းဘလို့ပြောရမလဲဟာအဲ့ဒါစားအကန်ကြုံလို့မိုးစိတ်ပြားဆဲတယ်ဆိုတာပေါ့ဘဝကြီးမွေကြီးကဆက်ကောင်မျိုးရံတော့အားထုတ်နေတဲ့ ဆက်ကောင်ကရုံးကန်နေတာကြောင့်ခြုံတွေကနေအရှင်လုံပြီးတော့တောင်သောတိုင်းနှစ်ကောင်သလုံးကလုံးထွေးပြီးတော့လိမ့်ကြလာခြင်းဖြစ်ပါတယ်။တောင်သောအောက်ကခြုံတော်တွေကိုလင်းဆင်လာကြရင်လည်းခြုံတော်တွေကတိချောက်ပင်တစ်ခုနဲ့ဝင်ဆောင်မိပါတယ်။တိချောက်ပင်ရဲ့ကျိုးနေတဲ့ငုတ်ခြုံတစ်ခုကစပတ်ကြီးမွေရဲ့ခေါင်းကိုတဲ့တဲ့ဆိုက်ဝင်သွားပါတယ်။အနားမှာလည်းစပတ်ကြီးမွေကဆွဲဆန်ထားတာကြောင့်မတင်မရှင်ဖြစ်နေတဲ့ဆက်ကောင်ကလည်းတုံလုံးလဲလျက်ရှိနေပါတယ်။စပတ်ကြီးမွေရဲ့ခေါင်းကိုတင်းငုတ်ပင်ကထုတ်ချင်းကဆိုက်ဝင်နေတော့လေငွေကြီးရဲ့ခန္ဓာကိုယ်ကတွန့်လင်ရစ်ပတ်ပြီးတော့လှုပ်ရှားနေတဲ့စောချင်းရောကြော်စိုးပါပြောင်းနေကြပါလေ။ တနက်တစ်ချက်မှမပြည့်ကြည်တောင်းမှမကုန်ပဲနဲ့ဟင်းသားနှကောင်ရလိုက်တာကြောင့်ဖြစ်ပါတယ်အဲ့ဒါပြင်စပကြီးသေးကြီးကိုရောင်းရင်တော့ဈေးကောင်းပြီးရောင်းအောင်မှဖြစ်ပါတယ်စပကြီးကောင်ကြီးကိုအိတ်တလုံးမှထည့်ပြီးတော့ဆက်ကောင်ခြေတော်လက်ထောက်တွေကိုတုတ်ချီပြီးတော့နှကောင်တလုံးဝလုံးတလုံးနဲ့ရှင်းတော့တယောက်စီထမ်းပြီးတော့ငငယ်မင်းကြီးစီကိုမှတ်ပြီးတော့ရှောက်လာခဲ့ကြပါတယ်စိန်တောင်းနဲ့ညမေးအောင်စောသီးစွာရောင်းနေကြပါတယ်သူတို့နားမှာတော့တောကြက်၄၅ကောင်ကိုကြိုးချီလေသားအတွဲတွေနဲ့တွေးရပါတယ်စိန်တောင်းက မိုးဆိုကြီးတို့လည်းအဆင်ပြေလာတယ်ထင်တယ်။ဟာမင်းတို့အမြင်ပဲကွာ။တိတ်အဆင်ပြေတာပေါ့မင်းတို့။ဟာတိတ်ပြေမှပြေပေါ့မြာ။ဒီတော့ကလူလာနေတယ်ထင်တယ်ဗျ။ဟိုကျွန်တော်တို့ကောင်မမူရမာရတော့မပြလိုက်အောင်။အတန်ပေးုံလေးနဲ့တင်ဟောတော့ကောင်ဟောတော့ကောင်ပဲမျိုး။ဟိုမိုးဆိုကြီးတို့နဲ့ဟင်းသားလဲစားကြတာပေါ့ဗျာ။ဟိုထုတ်ကြီးတွေကဘာကြီးလဲဗျ။ဇပတ်ကြီးမူကြီးကွာ။ဟာဒါဆိုရင်တော့ထောပြန်ပြီမျိုး။ဇပတ်ကြီးသေးကြီးကတိတ်ဖိုးတန်ဗျ။ဟိုမင်းတို့တောကြံဖန်တဲ့ကောင်ရလေ။အဲ76ကောင်ပါ။ ။ဘာရင်နှိမ့်ဆိုင်လိုက်ရ။ဘာမှမဆက်ရပါဘူးဗျာ။ကျွန်တော်တို့ကောင်မပဲလာကန်ကြီးအစာကျွေးရတဲ့အစာဘိုးပါပဲ။ဘာဖြစ်လို့မေးတာ။အေးတို့လဲကြည်တတော်မှမကုန်တနေ့ချက်တော်မှမပြစ်လိုက်ရပါဘူးကွာ။ဒီလိုနဲ့ဆောချင်းကလည်းဖြစ်ပုံကိုရှင်းပြလိုက်ပါလား။သိမ်းသောနဲ့ညံမင်းကအံ့ဩသွားကြပါလေ။ဟာမိုးဆွေကြီးတို့ဒီတစ်ခါလာတာကံကောင်းနေဗျာ။အင်းကံကောင်းနေပဲပြောရမလား။ကျွန်တော်တို့တော့ဝင်ဝင်ချင်းပိုင်ရဆိုင်ရာတွေကိုတင်မြှောက်ပသလို့ပေးကမ်းဆောင်ကျဲတယ်လို့ပဲပြောရမလားပဲဗျ။အဲထားပါတော့ကွာ တောင်းအောင်ရဖို့ပဲအရေးကြီးပါလေဒီလိုလောက်ကွာတို့လေတောကျက်စီပြန်မစားရတာကြာပြီကွာအဲဒိုးစီရဆက်တချောင်းကိုယူအဲမင်းတို့ကတောကျက်ဘယ်နှကောင်ပေးမှာလဲအတယောက်တဝက်ဆိုတော့ရှစ်ကောင်ယူဖို့ဗျာအေးဟုတ်ပြီကွာနောက်ပြီးတော့မင်းတို့ကစပယ်ကြီးသားစားရဲလားအာစားလို့ရတာအကုန်စားမယ်ဗျာတောသားပဲဟုတ်အေးဟုတ်ပြီဒါဆိုလေတဝက်ယူဖို့ကွာတော့ကျစီပြန်မွေသားပြုတ်ကြောဆက်သားကြောက်ဖို့အဆင်ပြေတယ်ဟိဟိုတဝက်စီဆိုရင်မိုးဆိုးကြီးကပေးစရာကြံသေးတာပေါ့ဟိ ဘာပေးရမှာတော့ကွဟိုစပတ်ကြီးသေးကြတော့ကအာဒါတော့မင်းတို့ကွာငါချီးတယ်မှာပဲစိန်တောင်းညံမင်းနဲ့ကျော်စိုးတို့တယောက်ကလည်းဝိုင်းကြီးလဲကြတော့မှစောကျင်းကသူ့ကိုနောက်မှန်းသဘောပေါက်ပြီးတော့ရောရောင်ပြီးတော့ဝိုင်းကြီးလဲကြပါလေတော့နေကျွန်တော်တို့ channel တွေကိုတင်ဆက်ပေးသွားတဲ့ဇလန်ကောင်းလေးတွေကတော့ဆရာမောင်မြမပုကလေးရေးသားထားတဲ့မိုးစိုးဝိထုတို့ဇလန်ကောင်းလေးတွေပဲဖြစ်ပါရဲ့ခင်ဗျာနောက်မြောက်ပါလေဒီတဲ့စိတ်ဝင်စားတဲ့ကောင်းတဲ့ဇလန်ကောင်းများကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးနှောင့်ဆင်ကြပါအောင်ခင်ဗျာ ။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတို့လည်းကျေးဇူးထူပဲတင်ရှိပါရယ်ခင်ဗျာ။ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထပ်တူကြနိုင်ကြပါစေခင်ဗျာ။